တကယ်ကကိုကနေစပြင်းကိုကနေစပြီးဆော်ဩနေထိုင်ပြကြရမှာကိုခံရတိုင်းတစ်ဖက်သားကိုအလွန်ကျွံအပြစ်ဖို့စိတ်သက်သာရာရှာရင်ကိုလူတွေပဲနစ်နာတယ်လို့နယ်ပယ်အသီးသီးကထောက်ပြနေတိုင်းတွေ့ရတယ်ပြီးတော့ထိုင်းနိုင်ငံမြန်မာအများစုဟာဘာသာလူကိုးကွယ်တယ်အဲ့ဒါကြောင့်ထိုင်းမှာလည်းမဘာသာရှိတော်သားရှိမြန်မာပြည်မှာကြတော့တော်သားဆိုပြီးနှိမ်ကြပြီးတော့ဒီမှာကိုကတော်သားဖြစ်နေရှက်စရာပါကို့အခွင့်အရေးလောက်ကိုပဲအခွင့်အရေးလို့ယူဆသတ်မှတ်ဖို့ကတဘာဝတိတ်မကြဘူး ထိုင်းကရန်နေရာတွေတကယ်ကြက်ရင်ထိုင်းတွေတောင်တိတ်မလွယ်နိုင်လို့ဆိုကြတယ်အဲ့ဒါဖြစ်နိုင်တယ်ဘာလို့ဆိုလမ်းဘေးဈေးရောင်းကျင်တဲ့ထိုင်းတွေကိုတောင်မှဥပဒေအရဘလို့သတ်မှတ်ထားတယ်ဆိုတာကိုတည်င်းတစ်ခုမှဖတ်လိုက်ရဘူးလို့အစိုးရပိုင်းပြဿနာတွေတက်နေရဲဆိုပေမဲ့ထိုင်းပြည်သူတွေကစင်ကလျားမဖြစ်ပဲတည်ငြိမ်နေတိုးတက်တယ်ဆိုတာအတိုင်းအတာတစ်ခုထိတရားဥပဒေစိုးမိုးမှု ရှိလို့ဖြစ်ပါတယ်လူတွေကဒီကိစ္စကိုထောက်ပြတဲ့အခါမှာစူရဲလို့ရွယ်ပြောကြတာလည်းတွေ့ရတယ်တကယ်တော့လူသားဆိုတဲ့အသည့်ကိုဘောင်းခတ်ပြီး နိုင်ငံနဲ့နမိတ်ဆိုတဲ့နေရာကနေစဉ်းစားလို့ရှိရင်ကိုယ်တိုင်းပြည်မှာနေရင်တောင်မှတတိလက်လွတ်ရှောက်နေလို့အဆင်မပြေနိုင်ပါဘူးတိုးတက်ရင်ကျဲလူအဖွဲ့စည်းအတွက်စင်ရင်တုံတရားအခြေခံလည်းအများကြီးလိုပါတယ်လူမျက်စိကြအောင်နေရင်လက်ရှိအနေထားတဲ့ရုပ်ရော့ဖို့ပဲရှိပါတယ်သူတစ်ပါးကိုထိခိုက်စေနိုင်တဲ့ကိစ္စတွေကိုဆက်လက်ဆွဲကင်ပြီးတော့ Federal Democracy လူ့အခွင့်အရေးဘာညာအော်လို့ရမယ်လည်းမတင်ပါဘူးမောင်ရင်စုနေပြီလားတော့မသိဘူးဖျားဖျားတပုံလက်ဖက်ကြောက်တဆုပ်လောက်ခတ်အောင်ပါပဲ